မင်္ဂလာပါရှင်ကျမတို့ရဲ့ဒီမိုမြန်မာ channel လေးကနေပြီးတော့နောက်ဆုံးကြားသိထားတဲ့သတင်းတွေကိုကောင်းတော့တင်ဆက်ပေးသွားပါရမယ်။ပလဲမျိုးနဲ့ရင်ပြေချခံရသည့်စစ်တိုက်လေရင်မှလေရင်မှုရဲ့ဥကောင်းကုန်နဲ့ကိုခန္ဓာအစိပ်ပိုင်းများရရှိထားပြေချခံရ၍တိုက်လေရင်ပြတ်ကျမှုကိုစက်ချူရင်၍ပြတ်ကျရလို့စစ်ကောင်စီကလိန်လေသတင်းထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းပလဲမြို့နယ်တွင်ယနေ့မွန်းတဲပိုင်းပြစ်ချခံရတဲ့စစ်တိုက်လေယာဉ်မှာလေယာဉ်မှုရဲ့ဦးခေါင်းကိုနဲ့ကိုခန္ဓာအစိပ်ပိုင်းများရရှိထားကြောင်းဒေသတော်လှန်ရေးဘော်များကပြောဆိုပါရယ် ဥကောင်းကုန်ရတဲ့အုံနောက်တွေလာတော့မသိဘူးအပုံလိုက်လေအဲ့ဒါလည်းတွေ့တယ်အလောင်းကောင်လိုက်တော့မရဘူးပေါက်ကွဲပြီးတော့လေရင်မူးခန္ဓာကိုယ်တွေကအကုန်လုံးပြန်ကျဲကုန်တာထင်တယ်မီးလောင်နေတာကဖုန်ကြီးချောင်းနဲ့လေရင်ပြတ်ကျပြီးတော့လောင်လာလို့ဒေသတော်လိုင်းရဲဘဝဆိုပါတယ်ယနေ့ဆုံလ10ရက်နေ့မိုးလယ်12:55မိနစ်ခန့်ချိန်ဗလဲမျိုးနဲ့ကန်းထောက်ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲတဲ့အစမတ်စစ်တပ်ရဲ့ဂျက်ဖိုက်တာတစ်စီးကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ကပြစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ပြည်သူ့လူမျိုးရေးတပ်မတော် People Liberation Operation Army PLA မှာတာဝန်ရှိသူတူကပြောဆိုပါရယ် PLA ပြစ်ချလိုက်တဲ့ Jet Fighter လေယာဉ်ကပလဲမျိုးနဲ့စပတ်စင်းရွာဖုန်ကြီးကြောင်ဝင်အတွင်ပြတ်ချသွားခဲ့ခြင်းဖြစ်ကြောင်း Union Liberation Front တပ်ဖွဲ့မှတာဝန်ရှိသူတူကပြောဆိုပါရယ်ထိုတိုင်းလေရင်ပြတ်ကြမှုကိုဆက်ချုပ်ရွံ့ရွံ့ပြတ်ကြတယ်လို့စစ်ကောင်စီကလည်းလိမ်လည်ပြီးတော့သတင်းထုတ်ပြန်လိုက်ပါတယ်။အကြမ်းမဲ့စစ်ကောင်စီကတိုင်းလေရင်နဲ့စီရဟန်ရင်များပြစ်ချခံရ၍ပြတ်ကြတိုင်းမှာဆက်ချုပ်ရွံ့ရွံ့ပြတ်ကြတယ်လို့အမြဲလို့လိမ်လည်သတင်းထုတ်ပြန်လေးရှိပါတယ်။ မေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ပမော်မျိုးတို့စစ်ကူလာပို့သောစစ်ရဟရင်နှစ်စီးကို KIA ကအထေကံဒုံးများဖြင့်ပြစ်ချနိုင်ခဲ့ပြီးရင်းဟရင်ပြစ်ချမှုကိုလည်းစစ်ကောင်စီကစက်ချွင်ရင်ရပြစ်ချခဲ့တယ်လို့လိမ့်နယ်သတင်းထုတ်ပြန်ခဲ့ပါတယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့ point 2966ရှီတန်းစခန်းကို KNL ပူးပေါင်းတပ်ထပ်မံပြီးတော့တည်ယူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်တနင်္သာရီဒေသ KNU မြိတ်တဝဲခရိုင်တွင်ရှိအစမတ်စစ်ကောင်စီရဲ့ point 2566ရှီရန်စကန်ကို KNL နဲ့ပူးပေါင်းတပ်တွေကဇွန်လ10ရက်မှာအပိတက်သိမ်းပိုက်ခဲ့ပြီးတော့လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ထုတ်ပြန်ကြေညာသိရပါဗျာ။ စကောင်စီရဲ့ထီတာပြူဟာရဲ့ကိုကဲမှုအောင်တီကီနယ်ဆက်လက်ကျန်စကန်ဖြစ်တဲ့အမှုနယ်ဆက်သို့မဟုတ်0.2566မှာရှိတဲ့စကောင်စီရှေ့တန်းစကန်ကိုဇွန်ရှိရနေ့မှာစတင်တိုက်ခိုက်ခင်တာဖြစ်ပြီးသုံးရက်ကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဇွန်လ10ရက်နေ့လယ်ပိုင်းမှာအပိသက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ KNU မြိတ်တဝဲခရိုင်ကဆိုပါတယ်0.2566ရှေ့တန်းစကန်ကစကောင်စီရဲ့ခလာရအနှစ်ကအထိုင်းချတက်ဆွဲထားတဲ့စကန်ဖြစ်တယ်လို့စကောင်စီက1998ခုနှစ်ကတည်းကစတင်ကျူးကျော် က်ဆွဲခဲ့ကြောင်းနဲ့စကန်သိန်းတပ်ပွဲအတွင်းသိမ်းဆည်းရရှိတဲ့လက်နက်ခရန်တွေကိုလည်းဖော်ပြထားပါတယ်။ကရင်အမျိုးသားလက်မြောက်ရေးတပ်မတော်တပ်မဟာ၄ကဦးဆောင်ပြီးကရင်မျိုးသားကောက်ွယ်တပ်မတော် KNDO တရင်ခွနဲ့တပ်မဟာဒရုန်းတပ်ဖွဲ့ခရန် Drone Special Force KDSF တီမိုပွားဒေသတည်တော်ဌာန KNDF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးအစည်းအရုံး TPLF FFD ဂျုံတပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သတင်းရရှိပါရယ်။ဆက်လက်ပြီးတော့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ အမေရိကန်နိုင်ငံတွင်ရရှိနေသောမြန်မာပြည်သူများ၏အခက်အခဲများကိုကူညီဆောင်ရွက်ပေးသွားမယ်လို့ NUG အစိုးရပြည်အောင်စုဝင်ကြီးချုပ်ယုံပြောခွင့်ရဥနေဘုံလကပြောရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံမှရရှိနေတဲ့မြန်မာပြည်သူတွေအခက်အခဲတွေကိုကူညီဆောင်ရွက်ပေးသွားမယ်လို့ NUG အစိုးရပြည်အောင်စုဝင်ကြီးချုပ်ယုံပြောရဲဆိုခွင့်ရှိသူဥနေဘုံလကပြောဆိုလိုက်ပါတယ်။အစိုးရပြောဆိုချက်ကရှနေ့စုံလ၁၀ရက်နေ့မှာပြုလုပ်တဲ့အမျိုးသားညွှန်ရေးအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ် င်မှာပြည်တော်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရဦးနေဖုံလကပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။အမေရိကန်ပြည်တော်စုကိုရောက်ရှိနေပြီးတော့အကြောင်းမျိုးမျိုးကြောင့်မြန်မာပြည်ကိုပြန်ပြီးတော့မလာနိုင်သေးတဲ့သူတွေအနေနဲ့အမေရိကန်ပြည်တော်စုရဲ့တည်ဆဲဥပဒေစီမံစည်းကမ်းတွေကိုလိုက်နာဆောင်ရွက်ပေးကြဖို့တိုက်တွန်းပါတယ်။အခက်အခဲတစ်စုံတစ်ရာရှိတယ်ဆိုရင်တော့ အမေရိကန်ပြည်ထောင်စုကအမျိုးသားညွညွရေးအစိုးရတာဝန်ရှိသူတွေနဲ့ဆက်သွယ်ပြီးတော့အကူအညီတောင်းနိုင်ပါတယ်။အမျိုးသားညွညွရေးအစိုးရအနေနဲ့အကူအညီဆောင်ရွက်ပေးနိုင်တဲ့ကိစ္စတွေဆိုရင်တနိုင်သမျှအကူအညီပြီးတော့ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရွေးဆိုခွင့်ရဦးနေဖုံလကပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံကပြည်ဝင်ခွင့်ပိတ်ပင်တဲ့နိုင်ငံရှင်တွေမှာမြန်မာနိုင်ငံပါဝင်နေသူကိုစိတ်မကောင်းစရာအနေနဲ့တွေ့မြင်ရပြီးအမေရိကန်ပြည်ထောင်စုအနေနဲ့လုံခြုံရေးပါဝင်တခြားကိစ္စရပ်များနဲ့ပတ်သက်ပြီးတော့စိုးရိမ်စရာတွေရှိတဲ့အတွက်လုံသွင်းတဲ့ကိစ္စများဆောင်ရွက်သူကိုနားလည်ကြောင်းထပ်မံပြီးတော့ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံသားများနဲ့မြန်မာနယ်ပွားများမြန်မာပြည်ကိုပြန်မလာပြစ်တဲ့အကြောင်းနဲ့မှာမြန်မာပြည်မှာဆီယနာသိမ်းမှုစ조사မှုနဲ့နောက်ဆက်တွဲကုကံတော်လန်စစ်တွေဖြစ်ပေါ်နေတာဖြင့်အတမတ်စစ်တပ်ကလူငယ်လူရွယ်တွေကိုအတင်းအဓမ္မစစ်သားစုဆောင်နေတဲ့ကိစ္စတွေကြောင့်အထူးသဖြင့်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့လူငယ်လူရွယ်တွေចောင်းသားတွေကနေရက်ကိုမပြောင်းနိုင်မဲနဲ့ဖြစ်နေကြတာပါ အမေရိကန်ပြည်အစုအနေနဲ့အဲ့ဒီလိုမပြတ်နိုင်သေးတဲ့သူတွေကိုလက်ခံဆောင်ရှောက်ပေးထားတာကိုလည်းကျေးဇူးတင်ပါတယ်။ရှားဟီကာကွယ်ပေးမှုအစီအစဉ် Temporary Protected Status ကိုလည်းတက်တန်းထက်မှန်တိုးမြင့်ပေးဖို့မြင့်တာရက်ခံလိုပါတယ်လို့ပြည်အစုဝန်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရဦးနေဖုံလကဆက်လက်ပြီးတော့ပြောဆိုခဲ့ပါတယ်။ဟုတ်ကဲ့ပါဒါတော့ဒီမွန်မြမားနေပြီးတော့နောက်ဆုံးရသတင်းများကိုစူးစီးတင်ဆက်ပေးသွားတာပါနောက်ဆက်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သတင်းတူများနဲ့တူပြန်လာခဲ့ပါမယ်ရှင်